ဂိမ်းဆော့ပြီးပျော်စရာရှာတဲ့သူတွေရှိသလိုပက်ဆက်ရှာတဲ့သူတွေလည်းရှိပါတယ်။တချို့ကစိတ်လှုပ်ရှားစရာတွေရှာဖွေကြတာပေါ့လေ။ဒီနေ့ဗီဒီယိုမှာဂိမ်းလဲဆော့မယ်၊ပျော်စရာလဲရှာမယ်၊ပက်ဆက်လဲရှာမယ်သူတွေအတွက်ဂိမ်းတစ်ခုကိုပြောပြပေးပါမယ်။အဲ့ဒီဂိမ်းက Off the Grid လို့ခေါ်တဲ့ Ganzilla Game Cup ဖန်တီးထားတဲ့ Ganzi Blockchain နည်းပညာနဲ့အလုပ်လုပ်တဲ့ကမ္ဘာပထမဆုံး gaming layer web blockchain တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ game ကကျွန်တော်တို့အကြိုက်ဆုံးအကြမ်းဆုံး limit တွေဒါမှမဟုတ်အကောင်းဆုံး scan တွေ award စာတွေကို NFT အဖြစ်ပြောင်းပြီးတော့တခြားသူတွေနဲ့အယောင်းဝယ်လုပ်ပြီးပတ်စံရှာလို့ရပါတယ်။ ဒီ game က futuristic ဆန်နဲ့ tier drop island ဆိုတဲ့ကြောပေါ်မှာဇာတ်အတီးထားတာပါဒီနေရာကအရင်ကဆိုရင်မျိုးလေးချက်တွေအများကြီးနဲ့ပြင်းနေခဲ့တာပါဒါပေမဲ့အခုကတော့ corporation တွေရဲ့စစ်ပွဲတွေကြောင့်ပစ္စည်းယူရင်းနေတဲ့စစ်မြေပြင်တစ်ခုပြင်လာခဲ့တာပါ player တွေကကြောပေါ်မှာအသက်ရှင်ရပ်တည်ဖို့ပစ္စည်းတွေရယူဖို့နဲ့ online သူဖြစ်ဖို့ဆိုတဲ့ရည်မှန်းချက်တွေနဲ့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ် ဂိမ်းမှာ PVP လို့ခေါ်တဲ့ player အချင်းချင်း share ပြိုင်တာနဲ့ PVE လို့ခေါ်တဲ့ AI တွေနဲ့ share ပြိုင်တာတွေကိုပေါင်းစပ်ထားပြီးတော့ Cyber Lamps လို့ခေါ်တဲ့ Cyber Knitted ခန္ဓာကိုယ်အစိပ်ပိုင်းတွေ Laser Linnet တွေနဲ့ပေါင်းစပ်ထားတဲ့ Expression Riot ပုံစံကိုအသုံးပြုထားပြီးတော့ဂိမ်းတစ်ပွဲမှာ player 150အထိဝင်ကစားနိုင်မှာဖြစ်ပါတယ်။ opted into total madness ဂိတ်ထဲမှာ gain ဆိုတဲ့ token တခုကအဓိက engage currency အဖြစ်ပါဝင်ပါတယ်ဒီ token ကို gainzilla games ရဲ့ gainzi blockchain ပေါ်မှာဖန်တီးထားတာဖြစ်ပြီးတော့ avalanche blockchain ရဲ့ summit တခုပေါ်မှာအခြေခံထားပါတယ်ဒီ token နဲ့ကိုစိတ်ကြိုက် limit တွေ cyber lamps တွေ skin တွေဝယ်လို့ရတယ်လို့ကိုရတာတဲ့ပစ္စည်းတွေကိုလည်း NFT အဖြစ်ပြောင်းပြီးတော့အဲ့ဒီ NFT ကို ဂိတ်ထဲမှာတုံးလို့ရတယ်လို့ဈေးခွေထဲမှာရောင်းမယ်ဆိုရင်လည်းရပါတယ်ဆိုတော့ဂိတ်ဆော်ရင်နဲ့ဝင်ငွေရှာလို့ရပြီပေါ့နော်ဒီဂိတ်ကိုဆော်မဲ့သူတွေက PlayStation PC Xbox တွေမှာဆော်လို့ရပါတယ် Gun Token ကို Android ရဲ့ယူဖို့အတွက် Launch ဖူးမှာဘယ်လိုပါဝင်ရမလဲဆိုတာလေ့လာကြည့်အောင်ပါပထမအဦးဆုံးအနေနဲ့ Binance Application နဲ့ကိုဝယ်ပေးပါအပေါ်မှာရှိတဲ့ Search Box ကနေပြီးတော့ Launch ဖူးဆိုတာကိုရှာပေးပါ Launch ဖူးကိုတွေ့ပြီဆိုရင်ဒါကိုနှိပ်ပေးလိုက်ပါ ဒီအခါလောက်ပူစာမင်နာကိုရောက်ရှိလာမှာဖြစ်ပါတယ်အပေါ်ဆုံးမှာ GAN ဆိုတာကိုတွေ့မြင်ရမှာပါ GAN ကို Android fan မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Binance account ထဲမှာ BAB FTUSD UADC ထည့်သွင်းထားဖို့လိုအပ်ပါတယ်ဒီသုံးခုထဲကသုံးခုလို့ဖြစ်စေတစ်ခုခုပဲဖြစ်စေထည့်သွင်းထားမယ်ဆိုရင်တော့ရရှိပြီပဲဖြစ်ပါတယ်ကျွန်တော်ကသုံးခုလုံးထည့်မှာဖြစ်ပါတယ်ဒါကြောင့်မို့ log mode ဆိုတာကိုနှိပ်ပါမယ် ကိုကဆက်ဆက်ကလေးက BNB ထည့်သွင်းထားမယ်ဆိုရင်တော့ဘာမှစဉ်းစားနေစရာတော့မလိုအပ်တော့ပါဘူး။အဲကျွန်တော်က FTUSD ကိုထည့်ပါမယ်။ဒီတွဲကြောင့် FTUSD ကိုနှိပ်ပါမယ်။အကောလုံးထဲမှာဖြစ်တာကြောင့် Mang ဆိုတာကိုပဲရွေးထားပေးပါ။အကယ်၍ကိုကဒီနေရာမှာကိုလိုအပ်တဲ့ပမာဏကိုပဲထည့်သွင်းမယ်ဆိုရင်လည်းပဲရပါတယ်။ကျွန်တော်ကအကုန်လုံးကိုထည့်ပါမယ်။ Being Confirm ဆိုတာကိုနှိပ်ပေးပါ။ okay ဆိုတာကိုနှိပ်ပါမယ်နောက်တစ်ခုဖြစ်တဲ့ UHDC ကိုထပ်ပြီးတော့ထည့်ပါမယ် lock mode ဆိုတာကိုပဲနှိပ်ပါ UHDC ကိုနှိပ်ပါ အကုန်လုံးကိုထဲမှာဖြစ်တာကြောင့် max ဆိုတော့ကိုပဲရွေးထားပေးပါမယ်။ confirm ဆိုတော့ကိုနေပါ။ဒါဆိုရင်တော့တုတ်ခုလုံးထက်သွေးလိုက်တာအောင်မြေသွားပြီဖြစ်ပါတယ်။အဲ့ဒီ gan တုတ်ကြီးကို andro family ရစ်က၃ရင့်ဖြစ်ပါတယ်။ဘယ်နဲ့ရင့်နေလဲဆိုတော့ကိုကျွန်တော်သိရဖို့အတွက် gan ဆိုတော့ကိုနေလိုက်ပါ။ စာမဲ့ရစ်က28ရက်နေ့ဖြစ်ပါတယ်ပြီးဆုံးမဲ့ရစ်က31ရက်နေ့ဖြစ်ပါတယ်ကြားမှာကျွန်တော်3ရက်ရှိပါတယ် official list မဲ့ရစ်က31ရက်နေ့မှာမှ20နာရီဖြစ်ပါတယ်ဂန်စီရဲ့ token တွေက gan ဖြစ်ပါတယ် total token supply နဲ့ maximum token supply က10 billion ဖြစ်ပါတယ် ။လောက်ချပူအတွက်က400မီလီယံကို airdrop ပေးသွားမှာဖြစ်ပါတယ်။လက်တလုံးမှာဈေးကွက်ထဲမှာလက်ပတ်မဲ့စာကူ lady supply က604.5မီလီယံဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အခုလို launch pool ကနေ airdrop ရချင်နေဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ်။ 3D လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်။ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အပိတ်ခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက် ောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ